ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ခစ်သစ်စနစ်သစ်တမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လန်ရင်ဖြစ်တဲ့အတွက်အောင်ပွဲရလက်ကအင်မတန်ကြီးကျယ်ခမ်းနားလိုက်မယ်လို့ကာကွယ်ရေးဝန်ကြီးဥယျာဉ်မောင်ပြောကြားကြောင်းတင်ဆက်ပေးပါမယ် နိုင်ငံအတွက်ခေတ်သစ်စနစ်တမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လိုင်းရေးဖြစ်တဲ့အတွက်ပြည်သူတွေအားလုံးယင်းနီယာဂျိုနဲ့ပြီးတော်လိုင်းရေးအောင်ပွဲရဲ့ရလက်ကအင်မတန်ကြီးကျယ်ခမ်းနားလိမ့်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးရင်မုံကပြောကြားလိုက်ပါတယ်။ AR တိုင်းစစ်ဌာနရဲ့ကုတ်ကဲမှုရယူထားတဲ့ view ဟာတည်ရင်တက်ဖွဲ့စစ်ကြောင်းများအတွက်စစ်စင်ရေးလိုအပ်ချက်များထောက်ပံ့နိုင်ရေးပြုလုပ်နေတဲ့တို့ပြန်လာပြီး AR ဝရီကမ်ပိန်းအတွက်ပြည်ထောင်စုဝင်ကြီးဦးရင်မုံကပြောကြားခဲ့ရမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ ဒီတော်လိုင်းရေးအောင်ပွဲရဲ့ရလက်ကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်သစ်တမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လိုင်းရေးဟာကျွန်တော်တို့အားလုံးယင်းရကြိုနှက်ပါလိမ့်မယ်လို့ပြည်တော်စုဝန်ကြီးဦးရင်မောင်ကပြောပါတယ်လူငယ်တွေက PDF ဖြစ်ခံယူရင်းအတက်နဲ့ဘဝကိုရင်းပြီးတိုက်ပွဲဝင်နေတဲ့အချိန်မှာတော်လိုင်းပြည်သူတွေကလည်းကိုယ့်ရဲ့ချွေးနှဲစာတွေကဖြစ်နိုင်တမျှထောက်ပံ့လူတိုင်းရင်တော်လန်ရေးခရီးကိုအတူတကွဖျက်သန်းနေကြတယ်လို့လည်းထည့်သွင်းပြောကြခဲ့ပါတယ်။ပြည်သူတော်လန်ရေးရဲ့မဟာဗျူဟာကတနိုင်ငံလုံးကွက်ပစ်ခင်းရေးပဲဖြစ်ပါတယ် မြစ်ဝကျွန်းပေါ်သားတွေရဲ့အိမ်ပြန်ခရီးကဒီကွက်ပြေမဟာပြူဟာကိုပို့ပြီးပြည်ပြေဆောင်စေခဲ့ပါတယ်။လက်နက်အားကိုးနဲ့ပြည်သူကိုရန်တပ်ပြုတ်မှုနေတဲ့စစ်အုပ်စုကိုရရလက်နက်ဆွဲကင်ပြီးခုခံတွန်းလှန်မှုမှတပါပြည်သူတွေမှာအခြားရွေးချယ်စရာမရှိကြပါဘူးလို့ဥယျာဉ်မွန်ကပြောပါတယ်။ ARD တိုင်းလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေနဲ့အတူ ARD တိုင်းနဲ့မြန်မာပြည်တဝန်းကတော်လန်ပြည်သူများအားလုံးအတူတကွဆက်ရှိနေပေးချဖို့အတွက်လဲကာကွယ်ရေးဝန်ကြီးကတိုက်တွန်းပြောကြားခဲ့ပါရခင်ဗျာ။ ထပ်မံသိရှိရတဲ့သတင်းတူကတော့ထိုင်းမှာမြန်မာအမျိုးသမီးအတ္တမပြုကျင့်ခံရပြီးအသက်အန္တရာယ်ဆိုးရွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ဆိုဖာဆက်ယုံတစ်ခုမှာအလုလုကင်နေတဲ့မြန်မာအမျိုးသမီးတဦးဟာမေလ17ရက်နေ့မှာအမျိုးသားတဦးရဲ့အတ္တမပြုကျင့်မှုကိုခံခဲ့ရပြီးဆေးရုံမှာအရေးပေါ်ကုသမှုခံယူနေရကြောင်းသိရှိရပါတယ်အသက်28နှစ်အရွယ်ရှိတဲ့နင်နာသူမြန်မာအမျိုးသမီးဟာအတ္တမပြုကျင့်ခံရမှုကြောင့်ပြင်းထန်တဲ့ကိုရင်းဒဏ်ရာများရရှိခဲ့ပြီး ်ခွဲစိတ်မှုပြုလုပ်ခဲ့ရကစိုးရင်ပွေရအခြေအနေမှာရှိနေစေဖြစ်ကြောင်းသိရှိရပါတယ် ICU ထဲမှာအသက်လူနေရတော့ပဲအသက်ရှင်နေကြီးကတဝက်တဝက်ပါပဲတမီးကြီးစားဟောင်းတွေလို့သိရပြီးတယောက်တည်းရှိနေတဲ့အချိန်မှာကျူးလွန်သွားတာပစ္စည်းတစ်ခုခုတုံးပြီးပြင်းထန်စွာနာကျင်စေခဲ့တဲ့လုပ်ရက်တစ်ခုဖြစ်တယ်လို့ MHAC မဟာမိတ်အဖွဲ့မှကိုရဲမင်းကပြောပါတယ်လက်ရှိမှာကျူးလွန်သူကိုစိုးမိုးကျော်ကို MHAC မဟာမိတ်အဖွဲ့မှဦးဆောင်ပြီးထိုင်းရစ်စကန်မှာအမှုဖွင့်တိုင်ကြားထားပြီး ခိုင်းရတဲ့ဖွဲ့မှာဖန်ဆင်းနိုင်ရန်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်းသိရှိရပါတယ်။ကျူးလွန်သူဟာအခင်ဖြစ်ပွားတဲ့နေ့မှာထွက်ပြေးတင်းရှောင်ခဲ့ပြီးမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်နိုင်ခြင်းရှိတဲ့သတင်းများကြောင်းနစ်နာသူရဲ့ပြည်တွင်းမှာရှိတဲ့မိသားစုများကတပ်ဆိုင်ရာနေမီရဲစခန်းမှာအမှုဖွင့်တိုင်ကြားထားကြောင်းလည်းသိရှိရပါတယ်။အမှုဖြစ်တဲ့နေ့မှာပဲထွက်ပြေးသွားတယ်လို့သိရတယ်။ထိုင်းဘက်မှာရဲတပ်ရတာကနောက်ကျတော့သူ့စာတီးကိုပြန်ရောက်လာတယ်လို့သတင်းပေးတဲ့သူတွေရှိတယ်။ ြန်မာဘက်ကရဲစခန်းမှာအမှုဖွင့်တိုင်တဲ့ကိစ္စတွေစစ်ကောင်စီနဲ့ပတ်သက်တာဖြစ်လို့ကိုရဲမင်းတို့ဝင်ပါမှာမဟုတ်ပါဘူးတော်လန်ရင်နေမြန်မာဆိုရင်တော့အေးအေးယူဖို့ရှိပါမယ်လို့ကိုရဲမင်းကဆက်လက်ပြောဆိုပါရခင်ဗျာဆက်လက်တင်ဆက်ပေးချင်တာကတော့စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုများကြားကလင်းငယ်များကိုကယ်ထုတ်ပေးခဲ့တဲ့ရဲဘော်မြင့်မြတ်စုခအာနိုလက်နက်ကြီးထိမှန်ကြဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းမုံရွာခရိုင်ချောင်းဦးမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင်း ကလေးငယ်တွေကိုပြစ်ထုတ်ပေးနေတဲ့မုံရွာခရိုင် MS 15တရင်ကရဲဘော်မြင့်မြတ်စုခအာနုကြဆုံးခဲ့ကြောင်းသိရှိရပါတယ်။မေလ15ရက်ညပိုင်းကချောင်းဦးမြို့ပေါ်တက်ဆွဲထားတဲ့အကြံဖတ်စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီးရပ်တန့်ပစ်ခတ်မှုကြောင့်ငါးလုံးတင်ကျေးရွာအတွင်းကနေအိမ်တွေမိလောင်ပျက်စီးခဲ့ပြီးလူထိကိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီလိုပစ်ခတ်မှုတွေကြောင့်ရဲဘော်မြင့်မြတ်စုခအာနုဟာအရက်သားကလေးငယ်တွေကိုမိလောင်နေအိမ်တွေတဲကနေကယ်ထုတ်ရင်း မိငိမ့်တက်ဖို့ကြိုးစားနေချိန်မှာပဲစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးခါးကိုထိမှန်ခဲ့ကြောင်းမုံရွာခရိုင်အမှတ်15တရင်တရင်မှုကပြောပါတယ်။အဲ့ဒီနေ့ည10နာရီကျော်နောက်ကပြစ်တာလက်နက်ကြီး၃လုံးမှာဘာလက်နက်ကြီးလဲတော့မသိဘူးအိမ်9လုံးမိလောင်တဲ့လူ8ချိန်ကိုထုတာပေါ့အရက်သား၄ယောက်ဆိုအိမ်မိလောင်တော့မထွက်နိုင်ပဲသေးတာပါတော်လေးသမားစိတ်တက်နဲ့အာနုကပြည်သူဒုက္ခရောက်နေတာကိုမြင်တော့ဝင်ကြတာပေါ့ဗျာကျွန်တော်တို့နောက်အဖွဲ့သားတယောက်သူ့စီကိုရောက်တော့သူကကလေးကိုအပ်ပြီးဖျားတက်ရှိခိုးတယ် အဲ့ဒီအချိန်မှာမိသက်ကားတွေဖုန်းဆက်ရတယ်လို့အဖွဲ့သားတွေစီလဲဖုန်းခေါ်ပြီးလာကူဖို့ပြောရတယ်လို့မုံရွာခရိုင် MS5 တက်ရင်တက်ရင်မှုကပြောပါတယ်။ရဲဘော်မြင့်မြတ်စုခအာနုဟာညာဘက်ခလက်နဲ့ကြီးစားထိမှန်တဲ့တန်းရံနဲ့ပဲအဲ့ဒီနေ့ည7:00နာရီကျော်အချိန်မှာကြာဆုံးခဲ့ရကြောင်သိရှိရပါတယ်။အမတ်တရတွေကတော့အများကြီးပဲပြောချင်တာကတကောင်ကျွတ် PDF ကြီးဖြစ်လေရဘဝတိုင်းမြစ်တာရောင်မြန်ဟတ်တဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်ပါစေ။ ကောင်းရာတုဂတိလာပါစေလို့မုံရွာခရိုင်အမှတ်15တရင်တရင်မှုကပြောပါတယ်။အဲ့ဒီနေ့ဖြစ်စဉ်အတွင်းတန်ဃာတော်တပါအပါအဝင်အယက်သား၄ယောက်နဲ့ရဲဘော်မြင့်မြတ်စုခအာနိုးတို့တေဆုံခဲ့ရပြီးဒဏ်ရာရရှိသူအများပြားရှိခဲ့ကြောင်းသိရှိရပါတယ်။ရဲဘော်မြင့်မြတ်စုခအာနိုးရဲ့ဇာပနာအခမ်းအနားနဲ့အမိတ်ပြန်တန်းစာဖတ်တာကိုလည်းမုံရွာခရိုင်အမှတ်15တရင်ကမေလ18ရက်နေ့မှာဗီဒီယိုမှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဒီမိုကရေစီအနှစ်သာရမသိတဲ့နိုင်ငံရေးသမားများကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ်ရဟုကြံ့ခိုင်ရေးဒုအခရာအပြစ်ဖို့ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအာနာသိမ့်မှုကိုအပေးအမြောက်ပြုတ်လုခဲ့တဲ့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဒုဥက္ကဋ္ဌကဒီမိုကရေစီရဲ့အနှစ်သာရကိုမသိတဲ့နိုင်ငံရေးသမားများကြောင့်တိုင်းပြည်မငြိမ်မသက်ဖြစ်ရတယ်လို့ပြောကြားလိုက်ပါတယ်မေလ16ရက်ကမကွေးတိုင်းအတွင်းမှာရှိတဲ့ကြံ့ခိုင်ရေးပါတီဝင်များနဲ့မကွေးမြို့မှာတွေ့ဆုံစဉ်၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်ဒီမိုကရေစီရဲ့အနှစ်သာရကိုမသိဘဲအတ္တလွန်ခဲ့တဲ့နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးကိုနိုင်ငံရေးနီးလန်းနဲ့မဖြေရှင်းမဲအကြမ်းဖက်နီးလန်းနဲ့ဖြေရှင်းတာကြောင့်တိုင်းပြည်မငြိမ်မသက်ဖြစ်ရတယ်လို့ဦးလာထွန်းကပြောပါတယ်။ထို့အပြောနဲ့ပတ်သက်၍ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်ခဲ့တဲ့နိုင်ငံရေးသမားများဘက်ကတော့ငါစကားနွားရပြောဆိုခြင်းသာဖြစ်တယ်လို့တုံ့ပြန်လိုက်ပါတယ်။ရှင်းရှင်းပြောရရင်တော့စစ်တပ်ကြောထောက်နောက်ခံပြုတ်ပြီးစစ်တပ်နဲ့ရက်တီနေပြီးတော့မှနိုင်ငံရေးအသွင်ပြောင်းထားတဲ့ပါတီတစ်ခုကပုံကူတယောက်ကပြောတယ်ဆိုတာကအမိအမောက်မတည့်ပဲနဲ့သူလိုချင်ရသူပြောပြီးတော့မှ ငါစကားနွားရပြောတယ်လို့ပဲပြောကျင်ပါတယ်လို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်ဝါရဲနိုင်ငံရေးသမားတဦးဖြစ်တဲ့ဦးထွန်းမြင့်ကမှတ်ချက်ပေးပါတယ်။ဒါအပြင်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ခံတဦးကလည်းအာနာသိစစ်ကောင်စီတက်ကရောအကြမ်းမဖက်ဘူးလားလို့မေးခွန်းထုတ်ပြောခဲ့ပါတယ်။ဒါရီပြောရင်ဒေါ်ရီပါတယ်။သိမ့်မပြောကျင်ဘူးဗျာလို့စစ်ကောင်စီကိုစန့်ကျင်၍မြန်မာထိုင်းနယ်ဇက်ကိုတင်းရှောင်လာရတဲ့နိုင်ငံရေးသမားတဦးကပြောပါတယ်။ဒါအပြင်နိုင်ငံချစ်စိတ်နဲ့ တိုင်းပြည်နဲ့ပြည်သူအတွက်နိုင်ငံအရေးကိုစီးလုံးညီညွတ်စွာလှုပ်ဆောင်ကြရန်လိုအပ်တယ်လို့ဥဒိတ်စိန်အစိုးရလက်ထက်တမရာယုံဝန်ကြီးဟောင်းဖြစ်သူဦးလာထွန်းက၎င်းရဲ့ဩဇာခံများကိုတိုက်တွန်းပါတယ်။တပန်းမီဒီယာခစ်ဖြစ်တဲ့အတွက်ကြောင့်ကဘာကြီးဟာရွာသားသားဖြစ်လာပေမဲ့လည်းအတိအမြင်များလွဲမှားကအစိုးဘက်ကိုဥတီလာတဲ့အတွက်ကြောင့်ယခုအချိန်ဟာမိမိတို့တိုင်းပြည်အတွက်အရေးကြီးဆုံးအချိန်ဖြစ်ကြောင်းလည်း၎င်းကဆိုပါတယ်။စစ်ကောင်စီလော်ဘီများကကချင်ပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲတရင်များနဲ့ တပင်းရင်မြို့နယ်အိုးထင်းကွင်းရွာစတင်ကြောင်းဘုံကျဲမှုတို့ကိုတိတိတတ်တာသတင်းမှများဖြန့်နေခြင်းဘိုးချုပ်ဟောင်းဦးလတ်ထွန်းကပြောဆိုလာခြင်းဖြစ်ပါတယ်။အဲ့ဒီနောက်စစ်ကောင်စီကရွေးကောက်ပွဲကိုမကြခင်ကျင်းပလာတော့မှဖြစ်တဲ့အတွက် ပေါ်ပေါ်ဆဆနေ၍မရပဲတိုင်းခရိုင်မြို့နယ်ရက်ကြီးအလိုက်အစစ်အစစ်စီမံချက်များချမှတ်လှုပ်ဆောင်ရန်လိုအပ်ကြောင်းပေါင်းမီမှပစိုးဝတ်တို့ပြောင်းလဲလိုက်သူများနဲ့ဖွဲ့စည်းထားတဲ့ပါတီဒုဥက္ကဋ္ဌကပြောပါတယ်ပါတီအောင်နိုင်ရေးအတွက်လှုပ်ဆောင်ရမှာအတိုက်အခိုက်များ ပြိုင်ပန်များရှိလာနိုင်တဲ့အတွက်မိမိတို့လှုပ်ဆောင်မှုတွေဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရပ်တည်နေဖို့လိုတယ်လို့၎င်းကဆိုပါတယ်ဒီဇင်ဘာလအတွင်းကျင်းပရန်ကြိုးပမ်းနေတဲ့စစ်ကောင်စီရွေးကောက်ပွဲကိုရပ်တမတ်ပြီးပြီဖြစ်ပြီးရွေးကောက်ပွဲရက်ကြီးညာပြီးတဲ့နဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်းများကြီးညာပြီးနောက်မဲဆွယ်ကာလတတ်မှတ်ပေးမယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကပြောဆိုထားပါတယ်2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကတောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပြီးနောက်မဲလိန်တီဟုဆိုကမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်က ဖေဖော်ဝါရီလ1ရက်နေ့မှာလက်နက်အားကိုနဲ့အာဏာသိမ်းခဲ့ပြီးစန့်ကျင်သူများကိုအကြမ်းဖက်နှိမ်နှင်းမှုများပြုလုပ်ခဲ့တဲ့အတွက်ယင်းနှစ်စက်တင်ဘာလ9ရက်နေ့ကစပြီးလက်နက်ကင်စန့်ကျင်တိုက်ပွဲကိုစတင်ခဲ့ပါတယ်။ယခုအခါလင်းနစ်နီဘာကာလာအတွင်းတော်လန်ရေးအင်အားစုများကထိန်းချုပ်နေပြီး85ရာခိုင်နှုန်းအထိရှိလာခဲ့ပြီဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီတမရဒူဝါလက်ရှိလာက2025ခုနှစ်မြန်မာနှစ်စက်တရက်နေ့ဧပြီ18ရက်နေ့မှာထုတ်ပေါ်ပြောကြားခဲ့ပါတယ်ခင်ဗျာ။ နောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့အင်းစိန်ထောင်ဝင်းတွေကအစုလိုက်အပြုံလိုက်တည်ဆုံးစီခဲ့တဲ့လျှို့ဝှက်စစ်ကြောရေးခန်းဆိုတဲ့အရေးကြီးတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်စက်တင်ဘာလမှာဖြစ်ပါတယ်။မင်္ဂလာတို့မြို့နယ်အတွင်းကဖမ်းဆီးခံခဲ့ရသူကိုကျော်နိုင်အမည်လွဲအင်းစိန်ထောင်ဝင်းအတွင်းကစစ်ကြောရေးအခန်းတွေကိုထင်မှားပဲရောက်ရှိလာခဲ့ပါတယ်။သူ့ကိုစကားစကားလက်နက်ကင်တော်လန်နေတဲ့မြေအောက်တော်လိုင်းအင်အားစုယူကြီးများကိုကူညီပေးတယ်လို့ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခဲ့ကြခြင်းဖြစ်ပါတယ်။ ူမလွတ်မြောက်ခင်6လတာအတွင်းစစ်ဆေးခံခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား80ဝန်းကျင်ကရှိပြီးရင်းအထဲမှာ20ဦးကျော်အထိတည်ဆုံးခဲ့တာကိုမျက်မြင်တွေ့ရှိခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။အဲ့ဒီအရေးအတွက်မှာသူနေတဲ့အဆောင်တွင်သာရှိသေးပြီးကက်လျက်ရှိတဲ့အခြားအဆောင်နှစ်ခုမှာမိမြလောက်တည်ဆုံးတည်ကိုတော့သူမသိရှိရဟုဆိုပါတယ်။ဒီထက်မကတဲ့ပမာဏလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်အိပ်ပျော်နေတဲ့အချိန်ဒီတိုင်းဆွဲသွားတာရှိရင်လည်းရှိနေနိုင်တယ်လို့သူနေခဲ့ရတဲ့အဆောင်ကတည်ဆုံးတဲ့အရေးအတွက်ကိုပြောပြပါတယ်။ ူဝေးနာက3ဦးမှာသူ့ရှေ့မှာပင်တည်ဆုံသွားကြတယ်လို့ပြောပါတယ်။မန္တလေးကဖမ်းမိတဲ့အသက်60ကျော်ဦးလေးဆိုရင်ကွန်တီငုံထားခံရတယ်။သူ့ကိုကွန်တီငုံရင်ပါးရီနားရီရိုက်တယ်။သူကမခံနိုင်လို့မျိုးချလိုက်တော့လေစလုံးမှာကွန်တီတက်နေတယ်။အဲ့ဒါကိုလေစလုံးကိုရိုက်တာတည်သွားတယ်။အချာနှအုံးမှလည်းအိပ်ပျော်နေရင်စစ်ကြောရေးလုတ်ခံထားရတဲ့ဒဏ်ရာကြောင့်တည်ဆုံသွားကြတယ်။တည်သွားတဲ့လူတွေကိုဒီအတိုင်းပဲတရွတ်တိုက်ဆွဲသွားတာတချို့ဆိုသွေးတွေထွက်နေတယ်လို့ပြောပါတယ်။ စစ်ကြောမှုကိုလည်းတည်တံ့မထားပဲအဲ့ဒီအခန်းကြီးထဲမှာပင်ရိုက်နှက်မေးမြန်းနေတယ်လို့မြင်နေရပါတယ်စစ်ကြောရန်အလှည့်မရောက်သေးသူများမှလည်းကောင်းကောင်းအိပ်၍မရကြောင်းတိုသူတို့ရဲ့နဖူးထိတ်မှဂေါ်လီလုံးလေးကိုတင်ထားပြီးကြောင်းအဲ့ဒီဂေါ်လီလုံးလေးပြုတ်ကျလျင်ရိုက်ကြောင်းသူကပြောပြပါတယ်ဝလုံးတွေနဲ့ရိုက်တယ်ကျိန်လုံးတွေပူလီကျိုးတွေနဲ့လည်းရိုက်တယ်လို့ပြောပါတယ်ထမင်းနဲ့နဲ့ကျွေးပါတယ်မနပိုက်ခရင်သည်ချက်လို့ဟာမျိုးတွေကျွေးတယ်တခါတလေလဲကြက်ဥချက်စားရတယ်ကျွန်တော်စားလို့မရပါဘူးဗျာလို့ကိုကျော်နိုင်ကဖြင်းညင်းစွာပြောပါတယ် ကိုကျော်နိုင်ရဲ့ပြောဆိုမှုအရအင်းကျွေးပုံကျွေးနေမှာအင်းစိန်ထောင်မှကြီးနေလဲမတူတယ်လို့အင်းစိန်ထောင်ဝင်းတွေကတီးသက်ထောင်ငယ်မှာရှိတဲ့အင်းကျွေးပုံမျိုးနဲ့လဲမတူတာကိုတွေ့ရပါတယ်အင်းစိန်ထောင်နဲ့တီးသက်ထောင်မှာနေလေစားအဖြစ်ပင်းဟင်းအမြဲကျွေးပေမဲ့လဲကိုကျော်နိုင်ကတော့ပင်းအင်းတစ်ချိန်မှမစားဘူးခဲ့ဟုဆိုပါတယ်သူနေတဲ့အဆောင်မှာမိန်းကလေး6ယောက်နဲ့ယောက်ျားလေး60ဝန်းကျင်ကရှိပါတယ်မိန်းကလေးတွေယာတီလာရင်သူတို့ကအပြာဝတ်တွေပြီးတယ်အဲ့ဒီအပြာဝတ်အဝတ်အထဲမှာထောင်ချမြောက်ဝတ်တဲ့ထောင်ဝတ်စုံပုံစံဖြစ်ပါတယ် ကိုကျော်နိုင်ပြောပြချက်အရစစ်ကြောရေးလုပ်တဲ့စရဖများမှာလိန်မိုင်းဆိုင်ရာကျွလမှုများရှိခဲ့တယ်လို့ဆိုပါတယ်။တဆောင်ထဲမှာမိန်းကလေးရောယောက်ျားလေးရောရောထတာမိန်းကလေးတွေအင်တာတက်ရင်ဒီကောင်တွေကလိုက်ဝင်ပြီးလိန်မိုင်းဆိုင်ရာအမျက်ထုတ်တာပေါ့ဗျာလို့ပြောပါတယ်။စစ်ကြောခံရသူအများစုမှာကိုကျော်နိုင်လွတ်မြောက်သွားသည့်အချိန်ထိတရားရင်ဆိုင်ရမှုမရှိဘူးလို့ဆိုပါတယ်။မိသားစုများနဲ့လည်းပေးမတွေ့ရဟုပြောပါတယ်။ကျွန်တော်တို့မိသားစုနဲ့၅လကြာမှအဆက်အသွယ်ပြန်ရတာကိုကျော်နိုင်မှမိသားစုမှနောက်ကလုတ်ပြီးတဲ့အတွက်၅လအကြာမှတွေ့ရခြင်းဖြစ်ပါတယ်။ ရောက်တဲ့အချိန်ကစပြီးလွတ်မြောက်သွားတဲ့ February လပိုင်းအထိမိသူမစုအခင်းမပါပဲတမန်တလင်းပြင်ပေါ်၌သာအိတ်ခဲရတယ်လို့ဆိုပါတယ်ကိုကျော်နိုင်မှာအဲ့ဒီဒဏ်ရာများကြောင့်ကြောက်ကဲ့ဝေဒနာပင်ရခဲ့ကြောင်းပြောပြပါတယ်စိတ်ကူတာပေးတာကတော့တော်တော်လေးရှားပါတယ်တခါတလေ dead body လာယူတဲ့ဆရာဝန်ကအမြင်နဲ့ကြည့်ပြီးကုသပေးတာလောက်ပဲရှိပါတယ်လို့ပြောပါတယ်ကိုကျော်နိုင်မှာစစ်တပ်အတိုင်းဝိုင်းဘက်ကဖြစ်တဲ့အတွက်သူစီကြောင်းရင်မခံရအောင်သူဦးလေးကကာကွယ်ပေးခဲ့ကြောင်းရှင်းပြပါတယ်ကျွန်တော်ကိုတိတ်မထိရဲဘူးလို့ဆိုပါတယ် 6လခန့်ကြာပြီးနောက်ကိုကျော်နိုင်ကိုသူ့မိသားစုက390ကျော်ပေး၍ခေါ်သွားပါတယ်။အဲ့ဒီစစ်ကြောရေးအခန်းကိုအင်းစိန်ထောင်ဝင်းမှာရှိတဲ့လျှို့ဝှက်တဲ့အဆောင်တစ်ခုမှာလုခဲ့ကြခြင်းဟုကိုကျော်နိုင်ကသူ့အမြင်ကိုပြောပါတယ်။အင်းစိန်ထောင်ဝင်းအတွင်းတနေရာမှာလျှို့ဝှက်စွာတည်ရှိခဲ့တဲ့အဲ့ဒီနေရာမှာအင်းစိန်ထောင်မကြီးနဲ့တီးသက်ထောင်ငယ်လေးအကြားမှာတည်ရှိနိုင်ပါတယ်လို့ပြောပါတယ်။အဲ့ဒီအခန်းကမြည်သည့်နေရာမှာရှိနေတယ်လေ။ကျွန်တော်တို့အခန်းကနေတွိုင်းလက်တန့်စင်ကန်းကိုလှမ်းမြင်နေရတယ်အင်းစိန်ထောင်မကြီးတဲ့တော့မဟုတ်ဘူး အင်းစိန်ထောင်ဝင်းထဲမှာပဲဘယ်နှဆိုတာအတိအကျမသိရဘူးလို့ဆိုပါတယ်။လမ်းမြင်ရတဲ့တန့်စင်ကန်းမှာကိုကျော်နိုင်တို့နေတဲ့အဆောင်မှာရှိတဲ့အပြင်တန့်စင်ကန်းသာဖြစ်ပါတယ်။အဲ့ဒီအခန်းကနေအင်းစိန်ထောင်မကြီးဘက်ကပြုတ်လုတဲ့အရေးပေါ်လေ့ကျင့်ကန်းတွင်တုံးသောအုပ်အောဆွဲတံကိုကြားရကြောင်းသူကပြောပါတယ်။နိုင်တန်ချောင်းခောက်တံတွေတော့မကြားရဘူးလို့ဆိုပါတယ်။အဆောင်ဟာဟောကန်းကြီးလိုပုံစံမျိုးပဲကျွန်တော်တို့ကအဆောင်တဲကဒီဘက်ချင်းမင်းကလေးတွေကဟိုဘက်တချင်းတဆောင်တဲပဲမြင်နေရတယ်ကျွန်တော်တို့ကိုတယောက်နဲ့တယောက်၁၀ပေ၁၅ပေကြော်လောက်ချတာပါတယ် ိုကျော်နိုင်ပြောတဲ့ကဲ့သို့အဆောင်မျိုးအင်းစိန်ထောင်မကြီးတဲတွင်လည်းမရှိသလိုအင်းစိန်ထောင်မကြီးနဲ့ပေ300ခန့်အကွာကတီးသန့်ထောင်ငယ်လေးတွေမှာလည်းမရှိပါဘူးလူဦးရေ80ခန့်ကိုတဦးကို10ပေ15ပေကွာခြားလျက်ထားနိုင်တဲ့အဆောင်ကိုလည်းမတွေ့ဘူးသေးပါဘူးနိုင်ချင်းများတရားရင်ဆိုင်ရတဲ့ထောင်ဝင်းအတွင်းကဟောပြောခန်းမှကြီးပင်လင်း80ခန့်ကို10ပေခြားစီထားလျက်ပင်ဆန့်မီမဟုတ်ပါဘူးအာနာသိမ့်ပြီးနောက်နိုင်ငံရေးအကျဉ်းသားအလုံးကိုတီးသန့်ထောင်ငယ်လေးတွင်မှထားရှိခဲ့ပါတယ် နောက်ပိုင်းအမျိုးသမီးနိုင်ငံရေးအကျဉ်းသားများကိုတည်ထက်ထောင်ပတ်မှာမထားတော့ဘဲထောင်မကြီးဘက်ကိုပို့ဆောင်ခဲ့ပါတယ်။တည်ထက်ထောင်ငယ်လေးတွေကအဆောင်1 2 3 4နဲ့ပြည်တံတိုက်စနစ်စနစ်တို့မှသာရှိပါတယ်။အလဲမှာဆက်ဝိုင်းပုံတဲ့နှစ်ထပ်စစ်ကြောရေးအဲ့ဒီအဆောက်အုံဤမှာဦးစီးရုံကန်းနဲ့တည်ထက်ထောင်ရုံကန်းရှိပါတယ်။အဆောင်1နဲ့ကက်လျက်မှာတော့ထောင်အတက်တန်းကျောင်းသာရှိပါတယ်။ထောင်ရုံကန်းအနီးမှာတော့မိဘကြီးရှိပါတယ်။အင်းစိတ်ထောင်မကြီးတဲ့မှာလဲထောင်အလဲမင်းကြီးကိုဘ ਹੁ ပြုတ်လျက်အဆောင်1 2 3 4 5နဲ့ အထူးဆောင်တို့ကပတ်လည်ပုံတံဝိုင်းထားကြပါတယ်။ထောင်မာကြီးဝင်ဝင်ချင်းလမ်းမှာထောင်ဆေးယုံပိုကြီးနဲ့တိုက်ဝန်းရှိပါတယ်။နောက်ဘက်မှာအောက်ဆောင်မြောက်ကိုခေါ်တဲ့တပြေဆောင်တရားစခန်းလူငယ်ဆောင်စစ်ခွေးတိုက်အလုတ်ကြီးဝက်ရှော့ဓမာယုံကျုံးစင်ဝဲဂိုးတောင်ကြီးများသာရှိပါတယ်။ထောင်မာကြီးဝင်ဝင်ချင်းမှာအမျိုးသမီးအချုပ်ဆောင်တင့်နှစ်အမျိုးသမီးအကြဆောင်တက်ထောင်အကြယုံထောင်အချုပ်ယုံစံဂိုးတောင်ဝိညာဉ်တိုက်နဲ့အဲ့တွေ့ကန်းတို့သာရှိပါတယ်။ယခုကဲ့သို့စစ်ကြောရေးလှုပ်ထားတဲ့အဆောင်မျိုးတော့မရှိသေးပါဘူး။ မျက်စိထောင်မှကြီးထဲမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားအချုပ်ရောအကြပါတခါတရင်ဆရာဖွားများခေါ်ထုတ်သွားကစစ်ဆေးမေးမြန်းမှုများတော့ရှိပါတယ်သို့သောယခုကဲ့သို့စစ်ကြောရေးလုပ်၍ရိုက်နှက်ခြင်းနှိပ်စက်ခြင်းများမရှိဟုကိုယ်တိုင်ကြုံခဲ့ကြရတဲ့နိုင်ငံများကဆိုပါတယ်အဲ့ဒီအခမ်းအနားကိုနောက်ရောက်လာတဲ့သူများလည်းရှိပါတယ်နောက်ပိုင်းအမှုရင်ဆိုင်လာရသူတချို့လည်းရှိပါတယ်အချို့နိုင်ငံများမှာတပတ်ခန့်သာစစ်ဆေးခံရသူများလည်းရှိလာပါတယ်ကိုကြော်နိုင်လွတ်မြောက်ပြီးကျန်သူများထဲမှာအသက်သေနိုင်သူများလည်းရှိနေနိုင်ပါတယ်အဲ့ဒီစစ်ကြောရေးအခမ်းကိုဘယ်အချိန်ထိလုပ်ခဲ့ပြီး ဘယ်နှစ်ယောက်ထက်သေးဒီကိုကိုကျော်နိုင်လွတ်သွားတဲ့2022ခုနှစ် February နောက်ပိုင်းမှာတော့သိရှိရခြင်းမရှိပါဘူး။ယခုအခန်းနဲ့ပုံစံချင်းတူတဲ့အခန်းတစ်ခန်းသာအင်းစိန်ထောင်မကြီးထဲမှာရှိပါတယ်။အဲ့ဒီအခန်းကတော့စစ်ခွေးတိုက်ဖြစ်ပါတယ်။အင်းစိန်တစ်ထောင်လုံးမှာအရက်ဆက်ဆုံးနေရလို့ဆိုနိုင်ပါတယ်။ဤလိုနေရာမျိုးမှာပင်6လခန့်အတွင်းလူ20ကျော်အထိတည်ဆုံးခဲ့တယ်တော့မကြဘူးသေးပါဘူး။အဲ့ဒီပမာဏမှာကိုကျော်နိုင်နေထိုင်ခဲ့တဲ့တစ်ဆောင်တည်းကအရေးအတွက်ပဲရှိပါသေးတယ်။ ကိုကြောင့်နိုင်နေထိုင်ခဲ့တဲ့အဆောင်နဲ့ကက်လျက်မှရှိတဲ့စစ်ကြောခံရတဲ့အဆောင်နှစ်ဆောင်မပါရှိသေးပါဘူးအဲ့ဒီနှစ်ဆောင်မှလည်းစစ်ကြောရေးလုပ်ပြီးမြင်းမြတည်ဆုံမှုရှိတာကိုကိုကြောင့်နိုင်မသိရှိပါဘူး2021ခုနှစ်အတွင်းအင်းစိန်ထောင်ဝင်းအတွင်းယခုကဲ့သို့စစ်ကြောရေးလုပ်ရအစုလိုက်အပြုံလိုက်တည်ဆုံခဲ့မှုများကိုလည်းမီဒီယာများနဲ့လူအဖွဲ့အစည်းများကရေးသားထုတ်ပြန်ချက်မှလည်းမတွေ့ရှိရပါဘူးအဲ့ဒီလျှို့ဝှက်တဲ့လူသက်စစ်ကြောရေးကန်းဟာဆက်ရှိနေသေးလားမရှိတော့ဘူးလားမိတို့မိဘုံရှိနေသည်ဆိုတာကိုတော့အတိအကျတော့ မပြောနိုင်ပါဘူးခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေ့တွေကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ